ွဲစားအနေနဲ့ကျွန်တော်တို့က6နှစ်ကျော်လောက်ကျင်လည်ခဲ့တယ်အဲ့တော့အားလုံးသိနေတယ်သဘောတရားရည်လေကျွန်တော်တို့ကြောက်ခေါင်းနဲ့လူခေါင်းနဲ့ဈေးခေါင်းနဲ့ဆိုဟုတ်တယ်မလားပြောထားရည်လေနော်အဲ့တော့လူတွေရဲ့အကြောင်းလည်းသိနေကျွန်တော်တို့သူများကိုလူလဲတော့မကြောက်ဘူးဒါပေမဲ့လူကြီးလဲအောင်တော့ကျွန်တော်တို့လောက်ထားတယ်အဲ့တော့ဒီကြက်ကလူတွေဒါလေးပြောချင်တယ်နော်လူကြီးလဲအောင်လောက်ရမယ်သူများကတော့လူလဲမကြနဲ့သူများကလူလဲကြရင်ခင်ဗျခဏလေးပဲရက်တည်လို့ရမှာကျွန်တော်တို့ဂျိတ်တန်ရသည်အကြာကြီးရက်တည်တယ်ဟိုအရင်ကတည်းကလည်း ဒီပုံစံပဲပြောပြမှတင်တယ်ပုတ်ချတယ်ပုံမလင်းလင်းပဲအားလုံးကိုလည်းကျွန်တော်တို့ကမပုတ်ခတ်ဘူးမစော်ခါဘူးမဆွဆွဲဘူးဒါပေမဲ့ချိတက်တဲ့သဘောတရားတွေကိုကျွန်တော်တို့ကပြောပြပြီးတော့မှသင်နေတယ်ဟုတ်တယ်မလားဆိုတော့ဖြတ်ခုံသွေးကုံတက်ပြီးရတော့ရင်းတင်တယ်တခုတော့ရှိတယ်ကိုတကယ်စိတ်ဝင်စားမှကိုတကယ်လှုပ်ချင်ကြခြင်းသိရှိမှရှုံးလိုက်လို့ရှိရင်နည်းနည်းပါးပါးရှုံးတယ်ဒါကြီးကိုစိတ်ကုံသွားတယ်ဆိုတော့အနေထားမျိုးမဖြစ်ပါဘူးဥပမာကျွန်တော်တို့က ဘာမှမရှိတဲ့အချိန်ဒီမှာကျွန်တော်ပွဲကလေးနဲ့ပတ်ဆက်ဆုပြီးတော့မှကျွန်တော်ဖြတ်ကုန်အဟောင်းလေးဝယ်တယ်အစ်စ်မဝယ်နိုင်လို့စကန်လေးဝယ်တယ်အဲ့ဒီတော့မှကျွန်တော်တို့တောင်းကနန်းပဲရှိတယ်၈တောင်းလောက်ပဲရှိတယ်အစ်စ်က2သိန်းခွဲ3သိန်းဝန်းကျင်လောက်ရှိမယ်အခုတော့အဟောင်းက၄သိန်းဝန်းကျင်လောက်ရှိပြီးတော့မှအစ်စ်ကတော့၈သိန်းခွဲ6သိန်းလောက်ရှိတယ်ဒါအခုလက်ရှိဈေးပေါ့လေဘာဖြစ်ပါတံမိုးတွေတက်သွားတယ်ဆိုတာဒီဈေးနှုန်းတွေပြောင်းသွားတယ်ဆိုတာအပြင်လောကမှာကတော့ဘယ်လို6 ွန်ရဆိုင်ထောင်မယ်ဆိုရင်တော့မကုန်တယ်မလားလက်ဖက်ဆိုင်ထောင်မယ်ဆိုတော့မပြောနဲ့တော့အဲ့လိုအားတော့ရှိတယ်အဲ့တော့ကိုကဒီကြောက်ကိုဝါသနာပါတယ်ဆိုရင်တော့အဲ့လိုလေဖြတ်ကုန်သွေးကုန်လေးတက်မီလေးရတော့အရင်ဆုံးရှိတဲ့နေဒါကိုရဲ့မှန်ကန်တဲ့ယင်းနည်းမြို့နံမှု investment ပဲဒါလေးတော့ပြောချင်တယ်နော်